မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးကြမှာကတော့လေ website တီကိုလူတွေအမ်တဘာဝကြကြနဲ့အလွယ်တကူတိုးလို့ရအောင်ဘလူဒီဇိုင်းဆွဲကြမလဲဆိုတဲ့အကြောင်းလေးပါဟုတ်ကဲ့ပါအဲ့ဒီအတွက်ကျွန်တော်တို့အဓိကကိုကားမှာကတော့ Steve Crook ရဲ့တော်တော်လေးနာမည်ကြီးရဲ့စာအုပ် Don't make me think ပါအင်းအင်းအဲ့စာအုပ်နာမည်ကိုကဆောင်ဖို့လိုပဲเนาะဒီထဲကအဓိကအတွေ့ခေါ်ဒီလက်တွေ့ကြတဲ့အချက်တွေကိုအဲနည်း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 ဆွေးနွေးကြည့်ကြအောင် website design တို့ user experience တို့ကိုဘလို့ပိုကောင်းအောင်လုပ်မလဲပေါ့ဟုတ်ကဲ့အဓိကဆောင်ပုတ်ကခုနကပြောသလိုပဲတုံးတဲ့သူကိုမလွယ်ပဲမစင်စားခိုင်းပါနဲ့ဒါတကယ်ကိုအခြေခံကြတယ်ဒါပေမဲ့အရင်အစွိုင်းထပ်တယ်ဘာလို့လဲဆိုတော့လေဒါကလူတွေ website တွေကိုအပြစ်မှဘလို့တကယ်တော့တုံးနေကြတယ်လဲဆိုရင်အမှန်တရားပေါ်မှာအခြေခံထားလို့ပဲဟုတ်တယ်နော်အဲ့ဒီအချက်ကစိတ်ဝင်စားဖို့ကောင်းတယ်များသောအားဖြင့် designer တွေဒါမှမဟုတ် site ပိုင်ရှင်တွေက ထင်တတ်ကြတာကကိုယ်ဆိုင်ကိုဝင်လာရင်လီစာမျက်နှာပေါ်မှာဆာလာတိုင်းကိုတိတိချာချာထိုင်ဖက်ကြမယ်ပေါ့อืมတကယ်တော့အဲ့လိုလုံးဝမဟုတ်ဘူးဗျာတကယ်တော့လေလူများစုက website မျက်နှာတွေကိုတုံးတာကကားမောင်းရဲ့လမ်းဘေးကကြော်ညာဆိုင်းဘုတ်ကြီးကိုဖြတ်ခနဲ့ကြည့်လိုက်တယ်လို့ပဲ scan လုပ်တာ scan လုပ်တယ်ဆိုတာကဆိုလိုတာကသူတို့မျက်လုံးကသူတို့ရှာနေတဲ့အရာနဲ့ဆင့်တူတယ်လို့ထင်ရတယ်ဒါမှမဟုတ်သူတို့အတွက်အသုံးဝင်လောက်မဲ့စကလုံးနဲ့စကစုတွေပဲရှောက်ဖတ်တာဖြတ်ခနဲ့ဖြတ်ခနဲ့ပေါ့ စာသားအကုန်လုံးကိုစိတ်စစ်ဆဆလိုက်ဖတ်နေဖို့အချိန်မပေးကြဘူးစိတ်လည်းမရှည်ကြဘူးဟုတ်ပြီဟုတ်ပြီနောက်ပြီးသူတို့ကအကောင်းဆုံးအဖြေကိုရှာတာမဟုတ်ဘူးဆိုတဲ့ challenge ရှိသေးတယ်နော်อืมอืมအဲ့ဒါကို satisfying လို့ခေါ်တယ်ဆိုလိုတာကလေသူတို့ကဖြစ်နိုင်ခြေရှိတဲ့အဖြေတွေတဲကအကောင်းဆုံးကိုရတဲ့အထိလိုက်ရှာနေမှာမဟုတ်ဘူးအဲ့ဒီအစားအမ်အတင့်တင့်အစဉ်ပြေလောက်ပြီးလို့ထင်းရတဲ့ပထမဆုံးတွေ့တဲ့အဖြေနဲ့ပဲဂျေနတ်လိုက်တာများတယ် အချိန်ကုန်မခံကျင်တာလဲပါမှာပေါ့နော် တော်လောက်ပြီးဆိုတာနဲ့ယူလိုက်တာပြီးလို့ဟွာလေညွန်ကြောက်ချက်တီဆိုရင်လဲတီးချမဖတ်ပဲကို့နေကို့ဟန်နဲ့စမ်းသုံးကြည့်တတ်ကြတယ်ဆိုတာရောဟုတ်လားအတိအကျပဲဘသူမှလက်ဆွဲစာအောင်မဖတ်ချင်ကြဘူးလေကိုတိုင်းပဲနှိတ်ကြည့်စမ်းကြည့်လုပ်လိုက်တာပဲဆိုတော့လေဒါကြောင့်မလို့ website design ဆွဲတဲ့အခါမှာလူများစုယဉ်နီးပြီးသားနားလည်ပြီးသားပုံစံတွေအဲ့ဒါတွေကို conventions လို့ခေါ်တယ် အဲ့ဒါတွေတုံးဖို့တိတ်အရေးကြီးလာတာဟုတ်ကဲ့ဥမာပြောရင် site ရဲ့ logo ကိုနှိပ်လိုက်ရင် home page ကိုပြန်ရောက်သွားတာမျိုးပေါ့ဒါမျိုးကလူတိုင်းဒီပါသိပြီးသားဆိုတော့တုံးတဲ့သူကအထူးသဖြင့်စဉ်းစားနေစရာမလိုတော့ဘူးအလိုလိုသိနေတယ်မမတယ်ပြီးတော့အလိုလိုသိနိုင် နားလည်နိုင်မှုကရှင်းလင်းတဲ့ design စီကိုဥတည်သွားတာပဲ group ကပြောတာက စာမျက်နှာတိုင်းဟာ ကြီးလိုက်တာနဲ့သူ့ပါအကြောင်းအရာလေဒီမှာပါလို့လို့ရလဲဆိုတာ အလွယ်တကူနားလည်နိုင်နေရမယ် self evident ဒါမှမဟုတ်အ ਨੇ ဆုံးတော့ကိုယ်ပါတာရှင်းပြနိုင်နေရမယ် self explanatory ပေါ့ဒါကြောင့်မို့ဟိုမလိုအပ်သေး for တွေပြချင်လို့ရေးတဲ့စာသားရှေ့တွေကြိုးဆိုပါတယ်ဘာညာဆိုတဲ့စာတွေအဲ့ဒါတွေကို happy talk လို့သူကခေါ်တယ်အဲ့ဒါတွေဖြုတ်ပြဖို့လိုတယ်လို့ဆိုလိုတာပေါ့ဟုတ်တယ်တုံးတဲ့သူကတရင်ချက်လက်လိုချင်လို့ဒါမှမဟုတ်အလုပ်တစ်ခုပြီးမြောက်ချင်လို့စိုက်ကိုလာရလေအပိုစာသားတွေဖတ်ချင်လို့လာရမှာမဟုတ်တာတူတူရှင်းရှင်းနဲ့ လိုရင်းကိုရောက်ဖို့အရေးကြီးတယ်။ဥပမာချက်ခိုးပေးရရင် ကျင်းတို့ရဲ့ဝန်ဆောင်မှုကိုပုံမကောင်းမအောင်ကူညီပေးဖို့ဒီစတန်းကြီးကိုကျေးဇူးပြုရဖြစ်ပေးပါရှင်လို့ရှေရှေဝေးဝေးရေးမြတ်စာစတန်း2မိနစ်လောက်ဆိုရပြီပေါ့။အင်းအဲ့ဒါပိုရှင်းနေ။ပြီးတော့အမြင်ပိုင်းဆိုင်ရာအဆင့်အတန်းခွဲခြားမှု visual hierarchy ပေါ့။ဒါလည်းသိရေးကြီးတယ်။ဘယ်အပိုင်းကရေးကြီးဆုံးလဲဘယ်ဟာကခေါင်းစဉ်လဲဘယ်ဟာကစာကိုလဲဘယ်ဟာကနှိမ့်လို့ရတဲ့ link လဲ ဆိုတာကြည်လိုက်တန်းနဲ့ချက်ချင်းထထားနေရမယ်။ဟုတ်တယ်။ဒါမှ scan ဖတ်တဲ့အခါမျက်စိထဲမှာအလွဲတကူးကောက်လို့ရမှာ။စာကို scan ဖတ်ရအလွယ်အောင်လုပ်တယ်တခြားနည်းတွေရော။အများကြီးရှိပါရဲ့။ဥပမာခေါင်းစဉ်ငယ်တွေမြန်မြန်ခွဲပေးတာအချက်လက်တွေကိုအစီစဉ်လိုက်စာရင်း bullet list or number list နဲ့ပြတာအရေးကြီးတဲ့အဓိကစကားလုံးတွေကိုမဲအောင်ဘိုးလုပ်ပြတာမျိုးတွေပေါ့။ဒါတွေကိုလုံးကစာဖတ်သူကိုသူကိုလိုချင်တဲ့အချက်စီမြန်မြန်ရောက်အောင်ကူညီပေးတယ်။ ဟွန်းမှန်လိုက်တာရှဲလင်းမှုအပြင်နောက်တစ်ခုအရေးကြီးတာက website ထဲမှာလမ်းမပြောက်သွားဖို့ကောင်းကောင်းလမ်းညွှန်နိုင်မှု navigation ပေါ့ site တစ်ခုလုံးမှာလိုက်ရှာနေရင်ကိုယ်ဘယ်ရောက်နေမှမသိတာမျိုးမဖြစ်အောင်ပေါ့ဟုတ်ပါတယ်အဲ့ဒီအတွက်အရေးကြီးတာတစ်ခုက persistent navigation လို့ခေါ်တဲ့အမြဲတမ်းမြင်နေရတဲ့လမ်းညွှန်စနစ်ရှိဖို့ပဲများသောအားဖြင့်စာမျက်နှာရဲ့ထိပ်ဆုံးမှာဒါမှမဟုတ်ဘယ်ဘက်ချက်မှာထားလိမ့်ရှိတယ်အဲ့ဒီမှာ body ပါတဲ့လေအဲ့ဒီမှာ အနည်းဆုံးတော့ site ရဲ့အမတ်တန်စိတ် site ရဲ့အထီးကအပိုင်းကဏ္ဍကြီးတယ်ရှာဖွေရေးလုပ်ဖို့နေရာပြီးတော့ပြမစာမျက်နှာကို ပြန်သွားဖို့ link ဒါတွေပါကိုပါတင်တယ်ပြီးတော့ကိုအခုဘယ်နေရာမှာရောက်နေလဲဆိုတာကိုပြတော့အမှတ်အထား you are here indicator လဲရေးကြည့်တယ်နော်အရန်ရေးကြည့်ပါလေလက်ရှိကိုရောက်နေတဲ့အပိုင်းစာမျက်နှာကိုမိမောင်းထုတ်ပြထားတာမျိုးပေါ့ not be breadcrumbs လို့ခေါ်တဲ့ဟာလေး ဥပမာ home products laptops ဆိုပြီးကိုဘကနေပဲကိုစင်ကဲစင်ကဲရောက်လာလဲပြတယ်လမ်းကြောင်းပြလေးတွေကလည်းသုံးတဲ့သူကိုလမ်းမပြောက်အောင်အများကြီးကူညီပေးတယ်ကိုရဲ့ navigation ကဘလော့ကောင်းလဲဘလော့ရှင်းလဲဆိုတာကိုအလွယ်တကူစမ်းကြည့်လို့ရလဲ trunk test ဆိုတာကိုလည်းစောင့်ထဲမှာပြောထားတယ်နော်ဟုတ်တယ်အဲ့ဒါကကို site တဲကကြပန်းစာမျက်နှာတစ်ခုခုကိုယုတ်ရဲ့ကြီးလိုက်ပြီးမေကွန်း၅ခုလောက်ကို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 မြန်မြန်မေးကြည့်တာဘာမေကွန်းနေလဲဆိုတော့ ငါအခုဘယ် site တဲ့ရောက်နေတာလဲ what site is this ငါအခုဘယ်စာမျက်နှာမှာလဲ what page am i on ဒီ site ရဲ့အဓိကအပိုင်းကြီးတွေကဘာတွေလဲ what are the major sections of this site ဒီနေရာကိုရောက်ဖို့ငါဘယ်ကနေနှိပ်ခဲလာလဲ what are my options at this level ပြီးတော့ဒီစာမျက်နှာကနေဘယ်တွေကိုဆက်သွားလို့ရလဲ where can i go from here ပေါ့အေးမိကွန်းရောချက်ချင်းအလွယ်တကူဖြေးနိုင်တယ်ဆိုရင်တော့ navigation နဲ့စာမျက်နှာဒီဇိုင်းကတော်တော်လေးရှင်းလင်းတယ်လို့ပြောလို့ရတယ် ဖြည့်ဖို့စဉ်းစားနေရတဲ့ရှာနေရတဲ့ဆိုရင်တော့ပြဿနာရှိနိုင်တယ်ပေါ့ဒီလိုဒီဇိုင်းပိုင်းဆိုင်ရာအရင်ကစနေအများကြီးရှိမဲ့လေတကယ်လက်တွေ့မှာဘယ်ဟာကအကောင်းဆုံးအလုပ်ဖြစ်မလဲဆိုတာကိုအသိန်းထားနေစုပြီးအကြကြီးထိုင်နေတာထက်ပို့ထရောက်ကနီလန်းကိုလည်းခရုအကြံပေးထားတယ်နော်။ Hmm အဲ့ဒါကတော့တကယ်တွန်းဆဲတူစစ်တီနဲ့စမ်းတက်ကြည့်တာ usability testing လုပ်တာပါပဲ။ဒါက focus group လိုမျိုးလူတွေရဲ့ team unit ချက်ချိန်မှချိန်ကိုမေးတာထက်ပိုရေးကြည့်တယ်။ testing ဆိုတာက သူတို့တကယ်တုံးလို့ရရဲ့လားဘယ်နေရာမှာခက်ခဲတွေ့လဲဘယ်နေရာမှာကြောင်းသွားလဲဆိုတာကိုလက်တွေ့လေ့လာကြည့်ရှုတာအများစုက usability testing ဆိုရင် um ဈေးကြီးတဲ့ lab တွေမှန်းနှစ်ထပ်ခန်းတွေအထူးပညာရှင်တွေအများကြီးလုပ်မယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့ဒီစောက်ထက်မှာတော့အလိုမဟုတ်ဘူးလို့ဆိုထားတယ်ဟုတ်ပါတယ်ကိုဘာသာရိုးရိုးရှင်းရှင်းစိတ်နဲ့နဲ့နဲ့ DIY do it yourself ပုံစံလုပ်လို့ရတယ်လို့သူကအားပေးထားတယ် တလကိုနိုင်အနေငယ်လောက်အချိန်ပေးပြီးလူ၃ယောက်၄ယောက်လောက်နဲ့ပုံမှန်စမ်းကြည့်ရုံနဲ့တောင်အကြီးမားဆုံးအတားအဆီးအဖြစ်ဆုံးပြဿနာတော်တော်များများကိုဖော်ထုတ်နိုင်တယ်လို့ဆိုပါတယ်လူများကြီးနဲ့ဆန်းစီရမလို့ပေါ့လူနည်းနည်းနဲ့ဆန်းတာကပိုပြီးမြန်မြန်ဆန်းဆန်းပြန်ပြန်ဖို့အခွင့်ရေးပေးတယ်။မှန်ပါတယ်။ပြီးတော့ဆန်းတဲ့မှုကနေတွေ့ရှိတဲ့ပြဿနာအသေးအမွှားတိုင်းကိုလိုက်ဖြေနေဖို့မကြိုးစားဘဲနဲ့ပေါ့လေ။ ဘဲပြဿနာကတုံးတဲ့သူကိုအခက်ခဲအဖြစ်စေဆုံးလဲအချိန်အကောင်ဆုံးဖြစ်စေလဲဆိုတာကိုကြည့်ပြီးအရေးကြီးဆုံးပြဿနာတွေကိုဦးစားပေးပြင်ဆင်သွားဖို့သူကအကြံပြုထားတာ Fix the most important ones first ပေါ့ဟုတ်ပါပြီဒါတွေကတော့အဓိကအချက်တွေပေါ့နော်နောက်ထပ်ထည့်စဉ်းစားစရာအချက်လေးတွေအနေနဲ့ဆိုရင်တော့အင်းအခုခေတ်မှာ mobile phone နဲ့ website သုံးတာကအရန်များလာတော့ mobile design ကိုလည်းအလေးပေးစဉ်းစားရမယ်ဖုန်းမျက်နှာပြီး သေးသေးလေးမှပြစရာနေရာကအကန့်အသတ်ရှိသွားပြီလေဟုတ်တယ် desktop မှာပြနိုင်တဲ့မြတ်အကုန်လုံးကိုဖုန်းမှာပြဖို့မဖြစ်နိုင်တော့ဘူးဆိုတော့ဘယ်အကြောင်းအရာဘယ်လောက်ဆောင်ချက်ကိုဦးစားပေးပြမလဲ prioritization ဆိုတာကပိုပြီးအရေးကြီးလာတယ်ဘယ်ဟာကိုပြမလဲဘယ်ဟာကို ဖြုတ်ထားမလဲဘယ်ဟာကို နောက်တစ်ဆင့်မှမပြမလဲဆိုတဲ့ trade offs တွေလုပ်ရတာပေါ့နောက်တစ်ချက်ကသုံးစွဲသူရဲ့စိတ်စေတနာကိုတန်ဖိုးထားဖို့ဆိုလိုတာကလေကိုယ့် site ကိုလာသုံးတဲ့သူကို လေးလေးစားစားဆက်ဆံဖို့လိုလေသူတို့အချင်ကို မဖြုံးမိအောင်သူတို့လိုချင်တာကိုအလွဲတကူရှာတွေ့နိုင်အောင်ကူညီတာမျိုးอืมမလိုလဘကို ရေးကိုတာအချက်လက်တွေအများကြီးတောင်းတာမျိုးရှောင်းတာလို့ website တုံးရင်အမားကခုခုလုံးမိရင်တောင်းသူတို့ကိုအပြစ်တင်တယ်လို့ပေါ်လွတ်သူလို့ခံစားရဈေးမဲ့စကလုံးနေဒီဇိုင်းတွေမတုံးတာမျိုးတွေပါမှာပေါ့နော် usability as common courtesy ဆိုလာမျိုးလားအဲ့ဒါမျိုးပေါ့ သုံးရတာအဆင်ပြေအောင်လုပ်ပေးတာကယဉ်ကျေးမှုပြတာနဲ့ကျူတယ်ဆိုတဲ့သဘောပါနောက်ဆုံးအရေးကြီးတဲ့တစ်ချက်က accessibility ပါလူတိုင်းသုံးနိုင်အောင်ဒီဇိုင်းဆွမ်းရှင်းပေါ့အကျိုးသဖြင့်အမြင်အားယုံ အကြားအယုံလှူရှားမှုဆိုင်ရာ အကန့်အသတ်ရှိသူတွေအပါအဝင် လူအလုံး website ကိုအဆင်ပြေပြေသုံးနိုင်အောင်လုပ်ပေးတာတာအလူနေစုလျော်အတွက်ပဲလုပ်ပေးတာမဟုတ်ဘူးတကယ်တော့ accessibility ကောင်းအောင်လုပ်ထားတဲ့ site ကလူအရင်အတွက်300ပိုလွယ်ကူသွားစေတာများတယ် ဥပမာ ပုံဒီမှာ alt text လို့ခေါ်တယ်ပုံရဲ့အကြောင်းအရာကိုဖော်ပြတဲ့စာတောက်လေးတွေထည့်ပေးတာမျိုးက screen reader တုံးနဲ့အမြင်အာရုံမတန်ဆွမ်းသူတွေအတွက်အဓိကရည်ရွယ်ပေမဲ့ internet line မကောင်းလို့ပုံတွေမတက်လာတဲ့အခါဒါမှမဟုတ် search engineer တွေလည်းအသုံးဝင်လဲ keyboard နဲ့ပဲ website တစ်ခုလုံးကိုတုံးလို့ရအောင်လုပ်ပေးတာစာလုံးရောင်နဲ့နောက်ခံရောင် contrast ကောင်းကောင်းပေးတာမျိုးတွေကလည်းအခြေခံကြပြီးအရေးကြီးတဲ့ accessibility အချက်တွေပဲเนาะအတိအကျပါပဲ ဆိုတော့အနှစ်ချုပ်အနေနဲ့ပြန်ကောက်ရရင်လေတုံးလို့ကောင်းတဲ့အောင်မြင်တဲ့ website တစ်ခုဖြစ်ဖို့အဓိကမှတ်ထားရမယ့်အချက်တွေကတော့တုံးတဲ့တူကို မလိုအပ်ပဲမစင်စားခိုင်းဖို့ don't make me think သူတို့ web ကိုဘလို့တကယ်တမ်းတုံးလဲဆိုတာကိုနားလေဖို့ scanning satisfying ရှင်းလင်းပြတာတဲ့ design နဲ့လမ်းညွှန်မှုစနစ်ရှိဖို့ပုံမှန်ရိုးရှင်းတဲ့တုံးဆွဲနိုင်မှုစမ်းသပ်မှုတွေလုပ်ပြီးတွေ့ရှိချက်တွေအတိုင်းပြင်ဆင်ဖို့ပြီးတော့တုံးဆွဲတူကိုလေးစားမှုနဲ့ဆက်ဆံဖို့ ကိုရဇီယန် accessibility ပါပဲပြီးဆုံးတဲ့အနှစ်ချုပ်ပါပဲဒီချက်တွေပြင်လိကျွန်မတို့နားထောင်နေတဲ့သူတွေကိုနောက်ဆုံးအနေနဲ့ဆက်ပြီးစဉ်းစားကြည့်ဖို့ချက်လေးတခုထားခဲ့ခြင်းတယ်တခါလေမှလေး website တွေ app တွေရဲ့ design ကသုံးဆွဲသူကိုကူညီဖို့အဆင်ပြေစေဖို့ထက်ကုမ္ပဏီရဲ့အကျိုးစီးပွားအတွက်သုံးဆွဲသူကိုမတိမတာလျှက်စားဖို့ဒါမှမဟုတ်မလိုအပ်တာတွေလုပ်မိအောင်ဝဲမိအောင်တမင်တကာဖန်တီးထားတာမျိုးတွေရှိတတ်တယ်လေအဲ့ဒါတွေကို dark patterns လို့ခေါ်ကြတယ်ဟုတ်တယ်ဥပမာ ပယ်ဖြတ်ဖို့ခတ်အောင်လှုပ်ထားတာကိုမတိလိုက်ဖဲအလိုလျောက်တက်တန်းတိုးတော့အောင်လှုပ်ထားတာမျိုးတွေပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးစဉ်းစားစရာကတော့ကိုရီနီစင်သုံးနေတဲ့ website တွေ apps တွေမှာကောဒီလိုမျိုးသုံးတဲ့သူကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ကိုကိုလဲစားတယ်လို့လို့ခံစားရစေတဲ့စေတနာမပါဘူးလို့ချင်ရတဲ့ဒီဇိုင်းမျိုးတွေကြုံခုကြသလားဒါမှမဟုတ်ကိုတိုင်ကဒီဇိုင်းနာဒါမှမဟုတ်ထုတ်ကုန်ဖန်တီးသူတယောက်ဆိုရင်တော့ဒီလို dark patterns တွေကိုဘယ်လိုသိရှိနိုင်မလဲ ဘလို့ရှောင်ရှားနိုင်မလဲဆိုတာကိုဆက်ပြီးတော့လေလာစဉ်းစားကြည့်ဖို့တိုက်တွန်းရင်ဒီနေ့ဆွေးနွေးမှုကိုအဆုံးသတ်လိုက်ရအောင်